ွေထုတ်သွင်းနိုင်မယ်သူ့နာမည်ရေးချာအဲဆန်သူစလာနဲ့တူတယ်အဲ့ဒီရေးချာလေးကိုနေဘာလို့သမီးတို့နှက်ရမဲ့တရအတန်အာဟောဟာဒီအာကောင်အဲ့ဒီအာကောင်အတန်ကိုမှတ်အတန်နဲ့ဖတ်နေနော်အဲ့တော့ရေးချာလေးကိုနေအာလို့မှတ်နေဝစ်စာပေါက် ပြပပါတဲ့ရေချာဝိဆာမလုံးပေါ့စပယ်ပွင့်ကလေးရှိမှရဝိဆာမလုံးပေါ့ကိုရှိမှစပယ်ပွင့်လေးမပွင့်ရှိရင်အဲ့ဒါကိုဝိဆာမလုံးပေါ့လို့ဆိုရင်မဟုတ်ဘူးလားအဲ့ဒီဝိဆာမလုံးပေါ့ဆိုတာနာမည်သူ့ရဲ့နာမည်ကဝိဆာမလုံးပေါ့တချို့မြန်မာကဟိုးရှိတော့တင်နေတယ်ဆိုဝိဆာပေါ့ဝိဆာပေါ့လို့ကျွန်တော်တို့လူကြီးတွေပြောတာကြားကြည့်ဘူးပေါ့နော်အဲ့တော့ဝိဆာပေါ့ကြံခဲ့ပြီးဝိဆာပေါ့လို့ပြောကြတယ်ရှိရပေါ့နော်အဲ့တော့ဝိဆာမလုံးပဲပေါ့ပေါ့ဝိဆာပေါ့ပဲပေါ့ပေါ့တဲ့သူတွေပေါ့လို့ရအဲ့ဒါသူ့ရဲ့နာမည် အဲ့တော့ဝိဆာမလုံးပေါက်ကိုကျွန်တော်တို့မြင်လို့ရှိရင်ရေးချာနဲ့ဝိဆာမလုံးပေါက်နဲ့တွဲလာရဲဆိုရင်သူ့ရဲ့အတန်လေးကအာငါကျင်တဲ့အခါမှာခက်တဲ့အတန်မျိုးနဲ့မှလိုက်မယ်အဲ့လိုသူတို့ပြောမယ်အဲ့တော့ဒါကအကုန်လုံးတည်တယ်ဒါဆိုရင်မောက်ချာတော့အဲ့ဒါဖြစ်တဲ့ကံလေးကိုအတန်ကဘယ်လိုဖောက်ရကလဲဖောက်ရပါအချေတို့တဲ့ဟာလေးမျိုးလေးအတွက်ဒီပြင်မှာပြသအဲ့တော့ကျမတို့စနစ်တင်နေမှာစာအတန်နဲ့ဖက်မီကိုကျွန်တော်တို့ပြရမှာနော်စနစ်တင်နေမှာစာအတန်နဲ့ဖက်မီကိုကျွန်တော်တင်ဖို့အတွက်ကျမရဲ့ channel မှာတင်ထားတယ် အရင်ဆုံးမြန်မာ BF က33လုံးတော့ပြီးပြီရယ်အပန်လေးကိုကိုပိုင်အပန်လေးကိုပြီးဖို့လိုပါတယ်ကိုပိုင်အပန်လေးကိုပြီးပါမှာကျွန်တော်တို့ကတကယ်အပန်းနဲ့ဖန်ပြီးလို့သင်ရမှာဆိုတဲ့ဖြစ်ပါတယ်။ဒီရင်တလားတွေလည်းဖြစ်နေတယ်။အပန်းနဲ့ဆိုရင်းမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရေပူရခင်းနားလည်ပြောမှာစီကျွန်တော်တို့ကအခုခုဖြစ်စီတစ်ခုပြောလိုက်တယ်။ထားပါတော့ကွာအမမအဝတ်အစားလို့ပြောရင်ကျွန်တော်တို့ကအပန်းနဲ့ပြောရတာစလုံးပေါင်းနဲ့ပဲရေပူရခင်းနားလည်ပြောတာ။အပန်းနဲ့ပဲရေပြောတာနော်။အပန်းနဲ့ပဲဖြစ်လိုက်တာ။အဲ့ဒီအတွက်အပန်းလေးကိုရရင်စလုံးပေါင်းကိုဒီလိုရေးမလဲဆိုတော့ချိတ်ဆက်နေကြသူ့ဘာသာသူသိသွားပါလား။ ဲ့ဒီလိုအဆင်ရောက်ဖို့လည်းမဖြစ်မနေကျွန်တော်ကျင်ရမှာဒါအခုပြတ်ထားတယ်ဒီဥကလေးရွတ်လာရင်အဲ့ဒါလုံးကြီးတင်ဆိုတော့ခပြားပိုင်းစုခိုင်းရမှာမဟုတ်ပါဘူးလုံးကြီးတင်ဆိုတော့ဒါလေးကိုတိအောင်ဒါလုံးကြီးတင်ဒါလုံးကြီးတင်ဒါလုံးကြီးတင်လို့ကျွန်တော်တင်တာထပ်စာရင်း ဒါကအရင်တော့စနစ်ကလည်းဒီတိုင်းပဲเนาะစနစ်အစ်စ်မဟုတ်ဘူးเนาะစနစ်အဟောင်းမှာကြတဲ့ကျမတို့ကကြပြားလေးကိုချက်မှတ်ပြန်လိုက်ကြတယ်မူလတန်းပြဆရာမှာစလုပ်ခါစားခဲ့တုန်းကဒီဥကလေးရလာရဲ့အဲ့ဒါလုံးတီတင်းအဲ့လုံးတီတင်းလို့ဒီတိုင်းပဲ PPO ပဲကိုကပေါ့ပေါ့လေးပေါ့เนาะသင်ခဲ့သင်ခဲ့ဘူးတယ်ဒါပေမဲ့ငောင်းလုတ်တက်လေးတွေငင်းနေရလာတဲ့အခါကျတော့အတွေးလေးပေါ်လာတယ် တို့ကိုဒီတိုင်းပဲတင်တာတော့စာရင်းတို့တို့ကောင်းနေမှာမှတ်မိသွား။ကဲလုံးကြီးတင်တာလုံးကြီးတင်တော့အပေါ်မှာလုံးကြီးကလုံးပိုင်လုံးကြီးတင်လို့ကျွန်တော်တို့ပြောတာကအေးငါတို့နေနေတော့ပင်နေတယ်။ဒီအိုးကလေးကလေးတွေတိတ်ကြမှာပုံပေါ်ပြီးတော့ဒီအိုးကလေးတွေပြလာလို့အဲ့ဒါလုံးကြီးတင်ပြီးတော့ခေါင်းပေါ်မှာဒီအိုးကလေးရနေတဲ့ပုံစံမျိုးလေးစနေဒီအလုံးနဲ့တစ်လုံးပဲလုံးကြီးတင်ဆက်ပြောင်းကျွန်တော်တို့က ကလေးလေးတွေကိုတင်ပြရမှာလုံးကြီးတင်ဆန်ခက်ခက်အဲ့ဒီလိုပဲအဲ့ဒီလုံးကြီးတင်လေးမှာမျက်စံလေးခက်လိုက်မယ်ဆိုရင်မျက်ဒီမျိုးလုံးအဆန်လေးတွေပဲမျက်စံလေးခက်ခက်လိုက်မယ်ဆိုရင်အဲ့ဒါလုံးကြီးတင်ဆန်ခက်အဲ့တော့အဲ့ဒီလုံးကြီးတင်နဲ့လုံးကြီးတင်ဆန်ခက်ကိုသူတို့သိသွားပြီဆိုရင်ကျမတို့ကတရတယ်မခက်တော့ငါအဲ့တော့ကကကတရကိုတဲ့တစ်ချဲတဲ့ကျမတို့ကမေးထားပေါ့နော်အတန်နဲ့ဖန်နေတင်ပေးပါတဲ့အတန်နဲ့ဖန်နေကိုပြပြပါတဲ့အဲ့လိုပြောရပေါ့နော်အဲ့တော့ကျမတို့ကကကကတရကိုကျမတို့ကကကကိုသင်ဖို့အတွက်တရကိုရင်သင်ဖို့လိုပါတယ် မြန်မာစာမှာခကြီးအောက်ကအဲတချောင်းငင်လေးရယ်ဒါလေးကိုမြင်လို့ရနော်ဒါကဣတရဖြစ်ပါဒါမြန်မာစာပေရဲ့မူလဣတရအဲ့တော့မြန်မာစာပေမှာတရကအာအာဣနော်အာအာဣဣဥဥအေအိုဆိုတဲ့ဟာပုံပြီးမှတ်ရလဲပါလေအာအာဆိုတာအ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 ဲ့အဲ့တော့ဥစ္စာလေးနဲ့ပြန်မှတ်မယ်နော်ဒီလိုရှိရင်ဣဆိုရင်ဣဣဣဟောဥဆိုရင်ဥဥဥအေဆိုရင်အေအေအေအဲ့လိုပြန်မှတ်အဲ့တော့အခုက ကကကဖတ်နည်းကိုကျမတို့သင်ပါချစ်ပြီးအတွက်ကြောင့်နော်အဲ့တော့ဒီမှာအတရာလေးကိုကျမတို့မြင်အဆိုတဲ့စလုံးလေးကိုမြင်မြန်မာပြည်33လုံးကအလိုမြင်အဲ့ဒါတရာလုံးမသားမယ်အလိုမြင်ရင်အတန်ကသူ့ရဲ့နာမည်နဲ့အတန်နဲ့အအတူတူပဲအလိုမှန်မယ်ဟုတ်ပြီအရေချာအာအရေချာအာအရေချာအာအလိုမဟုတ်ဘူးရေချာအရှိမကျမတို့ကမှသင်ခဲ့တယ်ရေဦးကလေးရွတ်လာရင်အဲ့ဒါလုံးကြည့်ရင်လုံးကြည့်ဒီမှာနှစ်ဆန်ခက်လုံးကြည့်တဲ့ဆန်ခက်မြင် ရေးချတရားလေးတင်ရတယ်စံသေးဆက်လကလေးဟာအဲ့ဒါရေးချပါလာဆန်းလေးကတောင်းမိမှာကြည့်လိုက်ပါလာဆန်းလေးကဒီလိုလေးဖြစ်နေတယ်အဲ့ဒါဆိုရင်ရေးချစံသေးဆက်လကလေးဟာအဲ့ဒါရေးချပါအော်ဗျောင်းပြန်လှဲ့ကဝတ်ဆန်ထိုးလိုက်မယ်အဲ့ဒါတဝေထိုးဒီဥကလေးရွတ်လာရင်အဲ့ဒါလုံးကြီးတယ်အဲ့တော့ဗျောင်းပြန်လှည့်ပြီးတော့အဆန်လေးထိုးလိုက်ရင်အဲ့ဒါတွေထိုးဒီကောင်လေးကိုမြင် သွေးထိုးလို့မှသူ့နာမည်နော်အဲ့ဒါပုတ်တာကမှာပါလေမောက်ချာနဲ့ဝှထောင်းလုံးပေါင်းနဲ့လာလို့ရှိရင်လားအားလို့တန်ဖွဲရတယ်အဲ့ဒီမောက်ချာရေးချာခွဲတာနောက်တစ်ခေါက်ပြီးတော့ပြောပြမယ်ဒီဗီဒီယိုမှာကအပံပေါင်းတာကိုစနစ်တင်နေမှာစာမှာကတာကားကိုအပံပေါင်းနေတဲ့ပေါင်းပြပါဘလို့ပေါင်းရမလဲလို့မေးတာမိတဲ့သူအဲ့ဒါလေးကိုပဲဒီလိုလိုရှင်လေးပြောပြပေးပါမယ်ဒါဆိုရင်ကကြီးရဲ့အပံကိုကျွန်တော်တို့ရှေ့ဗီဒီယိုလေးမှာကျွန်တော်ပြောခဲ့ပြီးတာကကြီးရဲ့နာမည်ကကကြီးသူ့ရဲ့အပံကကစာလုံးရဲ့နာမည်ကစာလုံးသူ့ရဲ့အပံကစစာလုံးရဲ့နာမည်ကစာလိန်သူ့ရဲ့အပံကစ ထဆင်ထူးနာမည်အပန်ထအဲမတရက်ကိုဟိုင်းနဲ့ထဟိုင်းနဲ့သူ့ရဲ့နာမည်နငယ်အပန်ကနသူ့ရဲ့နာမည်ရတော့အပန်ကရရနေကမှာရတော့နဲ့ရပလဲကိုဘယ်လိုခွဲမလဲလို့ကျွန်မပြောထားတဲ့ဗီဒီယိုလေးတင်ထားပြီးပါသေးတယ်အဲ့တော့ကဟုတ်ပါပြီဒါဆိုရင်အတန်အနေနဲ့ကျမတို့ကထူသွားမယ်ဟုတ်ပြီဒီဟာကတော့ရပြီကြည့်ဒီဒီမှာတရအတန်နဲ့ဟာဘလို့တင်မြဲလွယ်လွယ်လေးပါကျမတို့ဒီမှာရေးချကိုတွေ့ရေးချဆိုတဲ့နာမည်လေးကိုမြင်ရေးချဆိုတဲ့ဒီရုပ်ကလေးကိုမြင်ဘလို့အတန်ထွက်ရမယ်လို့ဒီချက်တော့ပြောခဲ့တယ် အာဒါဆိုကနဲ့ပေါ့ကအာလို့ကျမတို့သွားပြီးတော့တင်ရှုပ်တယ်အဲ့လိုမတင်ပါဘူးเนาะတင်လို့လည်းရတယ်မရဘူးလားဆိုတော့ကျမကတော့ပို့ပြီးတော့ရိုးရှင်းတယ်နီးပို့ပြီးတော့ဟိုကလေးတွေမှတ်ရတယ်နီးလေးကိုပြောတာဖြစ်တဲ့အတွက်အဲ့လိုတင်လဲမှန်လေးရစနစ်တက်မှာကအာကာဗီဒီယိုလေးတွေတူပါလိမ့်မယ်ကအာကာခအာခာခအာခာဒါဆိုရင်သူကဖတ်နေရတာပဲအဲ့လိုကျမတို့ကလည်းအဲ့လိုမတင်တော့ဘူးเนาะတနေ့တင်ညမှာပါမှာအဲ့လိုကျမတို့ကျမတို့ကြတော့အဲ့လိုမျိုးကအာကာလည်းမတင်တော့ဘူးသူ့ကို method ကိုပဲကျွန်တော်ပြင်ရဖြစ်တယ်ကဒီအာတနဲ့ point ကကကွဲတာခုခုကိုစီကိုနေကူလို့ကကွဲတဲ့ကမျိုးကအဲ့တော့ဒီမှာ solution နဲ့စလုံးလေးဝင်သွားရင်စဒီဘက်ကိုနောက်မှထားအောင်တစ်ခုချင်းကိုသူ့ကိုခေါင်းထဲမှာအသွေးဝင်သွားအောင်စလေးရင်းဝင်သွားရင်စထစင်ထူးလေးဝင်သွားရင်ထအတန်လေးဝင်သွားရင်ထနာငယ်အတန်လေးဝင်သွားရင်ငါရောက်တန်လေးဝင်သွားရင်ရာကဲ့ဒီနေရာမှာမလေးဆိုရင်ဘောကိုယ်ကတော့သူ့ကိုမေးလို့ရတယ်မပါပါပါကျွန်တော်တို့မေးနေအဲ့တော့မကို အာဆိုတဲ့တရအတန်လေးနဲ့ရစ်ချကိုမြင်တရအတန်ကဒါတရကိုသင်ရတော့မှစကလုံးစလုံးကြီးအတန်ထွက်ဖို့တယ်ကျွန်တော်တရနဲ့ဒီနဲ့ပေါင်းမှဖတ်တယ်ဆိုတဲ့ concept သဘောတရားကိုကလေးတွေကိုသင်ပေးပါမှာရပါဖြစ်ပါတယ်မြမွေကြီးသူကအလုတ်ချက်နေရပါလိမ့်မယ်အဲ့တော့မြမဆာမကာကြီးခောက်ခေးဒီဒီဖြစ်တဲ့နော်ဒီမှာအတန်လေးဒီအေဥအေအောအိုးဆိုတဲ့တရရှိလုံးအတန်လေးကိုအခြေပြုပြီးတော့ပဲဒီနဲ့ပေါင်းရင်စကားပြောတဲ့အတန်လေးထွက်လာတယ်အဲ့လိုမျိုးကျွန်တော်တို့ကပြောပြရမယ်ဒါဆိုရင်အာဟောမနဲ့အာနဲ့ပေါင်းတော့ မာမာလိုက်တာအဲအမလေးခေါင်းကမာလိုက်တာခေါင်းမာတယ်အုံဒီခွန်ကမာလိုက်တာစတရားဖြစ်မာနော်ပြီးရင်ကျမတို့ကဒါဆိုရင်အဲဒီမှာမာညက်အဲ့တော့ဒီမှာကျမတို့ကဟရေးလိုက်မယ်ဒါလေးကနာမည်ကဟအတန်ကလည်းဟအဲ့ဒါအမအာတရနဲ့ပေါင်းရင်ဟာဟာကွာအဲဟာကွာနော်ဒီဟုတ်ပြီဒီလိုရှိရင်ကျမတို့ကနော်ဇာခွဲနော်ဇာခွဲနာမည်ကဇာခွဲသူ့ရဲ့အတိုင်းကဇာ ာတဲ့ပေါ့ဇာအင်းကြီးဇာအင်းကြီးလေးတွေဇာအင်းကြီးလေးတွေအဲ့ဖက်ပြပြေအပြင်ကျမတို့ပါတော့နေပေါ့ရင်ပါအာဒီမှာပါလာပြီပါဟောအဲ့လိုမျိုးနဲ့ကျမတို့သူတို့တင်လိုက်ရောတင်မိသားရင်ဟောက်ပြီဒီတစ်ခါကျတော့ရေးချာဝိစမလုံးပေါ့ကိုမြင်ရင်ဘလို့အတန်တရအတန်လေးထုတ်ဖက်မယ်ဒီချေတို့ပေါ်မှာတင်ခဲ့တယ်အာအတန်ဖက်ပါမယ်ဒီချေဟောက်ပြီဒါဆိုကကြီးနဲ့တွဲလိုက်ရင်ကခါဘနဲ့ထည့်လိုက်ရင်ခစလုံးနဲ့တွဲရင်စာအစလေးနဲ့တွဲရင်စာနငယ်နဲ့တွဲရင်နဒီမှာဒီနအဲ့နထားအဲ့လိုပြောတဲ့ဆိုင်စာဆိုတာ et sarae saba hini quod est sa salt အဲ့လိုမျိုးထားဆိုထားခဲ့တာလူနာမည်ထားထားထားနွယ်အဲ့လိုမျိုးထားထားမြင့်ထားထားကြီးလူနာမည်ထားအဲ့လိုထားခဲ့တဲ့အိပ်ပဲသူရဲ့ birth အနေနဲ့ကိရိယာအနေနဲ့ဆိုထားခဲ့တာပေါ့ဒါနာမည်လေးမှလည်းတုံးရရဟုတ်ပြီနားကဒီမှာ e ရမရွယ်ဟောရဒါဒီရတဲ့အောက်ဥဆောင်ပြောတာမဟုတ်ဘူးနော်မမစ် not အဲ့လိုမျိုးဟာပြောတာမဟုတ်အတိတ်အတန်ကတော့ရားတယ်လေဒီလိုရားတဲ့ဥစ္စာရောဒီရားနဲ့မသုံးမြတ်မှုတမ်းမီတို့ရင်အဲ့လိုဒါတရားနာတာအဲ့ဒီနေမှာသုံးတယ်နော်ဒီရားလေးက သူတို့ကိုတစ်ခါရင်းနဲ့အတိတ်ကလေးနဲ့ကိုသူတို့မျိုးနဲ့မြင်လာအောင်ထက်တာထက်တာပြောမယ်ဆိုရင်စလုံးပေါင်းကြည့်ရတယ်စလုံးပေါင်းနေမှားနေတဲ့ခက်ခဲရလို့တောင်းနောက်ပြီးဒါစနစ်နဲ့ပြင်စလုံးပေါင်းလုံးဝမမှားတော့ဘူးပေါ့ဆိုပြီးတော့တတိကတ္တနဲ့မေးတင်နေတူလည်းရှိနိုင်ပါတယ်ကျမတို့ကမမှားတော့ရှိနေမယ်ဒီဘက်ကမှဘယ်သူမှမမှားတာရှိပါမလဲပေါ့နော်မှားတယ်လေအနည်းနဲ့အများတော့မှားနိုင်ကြတာပဲဒါပေမဲ့အရင်တော့ကဆိုင်ရင်တင်းတင်းမဲမဲနဲ့စလုံးမချက်ပြီးတော့မှမှန်မဲ့အစားအတန်လေးနဲ့ပြင်လိုက်တော့ကျမတို့ကစလုံးမချက်ရဲ့ဒုက္ခလွတ်သွားတဲ့အပြင်အမှားလည်းအရင်ရတဲ့ဆိုင်နဲ့တော့အဲ့လိုမျိုးတိုးတက်တဲ့စနစ်ကလေးကိုကျမတို့ ပြောင်းလဲပြီးတင်ကြတာဖြစ်ပါတယ်เนาะအဲ့တော့အဲ့လိုနဲ့ပဲကတာကားကိုပလုံးမမချက်ဖက်နဲ့တင်ပါတယ်အဲ့တော့ဒီတင်နည်းလေးကိုနားလည်လို့ထင်ပါတယ်စဆာစာစဆာစာနာနာနာဒါဒါဒါဝါဝါဝါပပပါရရရရပလင်းနဲ့ဆိုလို့ရှိရင်ရရရပြီးလို့ရှိရင်နောက်တောင်းရင်မနဲ့ဆိုရင်ကတာတာနောက်တာငိုင်းရှိသေးရဲ့ဇာခွဲနဲ့ဆိုရင်ဇဆာဇာပြီးရင်ကျွန်တော်တို့နောက်မရှိဦးမယ်လာဆိုရင်လာလာလာ ပါဆိုရင်ပါပါပါဟောကိုကိုကိုဘယ်လိုပြောမလဲအဲ့ဒီမှာဒီကလေးတွေကဲကိုကိုတတကိုရေးလိုက်ပါအောင်တတဆိုရင်တအတန်နဲ့စလာမှန်းဘယ်လိုတိတာဖြစ်တဲ့အတွက်ဘယ်လိုတိနေဒီနော်အရှိမကျွန်မအစင်တင်ခဲ့ဒီလိုတဆိုတော့တအတန်နဲ့စလာတနိုင်ဟုတ်ပြီတနောက်မှာဘာတရအတန်ကြားလဲ အာတရအတန်ကြရအာတရအတန်ကြရဘာရေးမလဲရေးချဝေဒနာလုံးပေါက်ဒါဆိုရင်ကျမတို့စလုံးမောင်းချင်ရဖို့မလိုတော့ပါဘူးအိမ်မှာတာရေးချဝေဒနာလုံးပေါက်တာတာရေးချဝေဒနာလုံးပေါက်တာတာတာအဲအဲ့လိုမျိုးချက်ဖို့မလိုတော့ပါဘူးတော့ကိုပြောတဲ့စကားကိုကိုရေးတဲ့ကင်ဒါဆိုရင်တလက်ဆောက်နဲ့ကျမဒီမှာထား